ကျွန်တော် vlog ကိုအောင်ပါဒီတစ်ခါပြောပြပေးမှာကရန်ကုန်မှကွန်ဒိုတရဲနဲ့အခန်းနံပါတ်1404လိုဝက်ချက်ပါခင်ဗျာကျွန်တော်နာမည်ကိုမျိုးနိုင်ရန်ကုန်မြို့နယ်ကအထက်မြင့်ခိမီအဆောက်အုံ Grand View Resident ရဲ့16လောက်အခန်းနံပါတ်1404ကိုပြောင်းလာခဲ့တဲ့အခန်းအစ်အမြင်အာရုံလှပတဲ့မျိုးရှုခင်းကြောင့်ကျွန်တော်စိတ်လှုပ်ရှားနေခဲ့တဲ့ဒီကွန်ဒိုဟာတစ်နှစ်လောက်ပဲရှိသေးပြီးအိမ်ငါးခါကလည်းဈေးတော်တယ်ပထမရက်မှာပဲညဘက်အခန်းထဲမှာတင်းပြတ်တဲ့ပန်းတန်းတစ်မျိုးကိုရလိုက်တယ်နောက်တစ်ရက်မှာတော့ညတန်းခေါင်ရံမှာရေချိုးခန်းထဲကတရက်ရက်ဆိုတဲ့စက်ကူစုပ်တန်းကိုကြားရတယ်ဒါပေမဲ့ဘာမှမရှိဘူး ကျွန်တော်ဒီအဖြစ်အပျက်တွေကိုကွန်ဒိုတဲကအကြကြီးနေတဲ့တငယ်ချင်းတယောက်ကိုပြောပြတော့သူကပြန်ပြောတယ်။မင်းခန်းနံပါတ်ကဘလောက်လဲ ?1400 လားအဲ့ဒါမမပူလဲအခန်းပဲ This is mama ငယ်ချင်းရဲ့စကားရမမပူလဲဆိုသူဟာလွန်ခဲ့တဲ့တစ်နှစ်လောက်ကအဲ့ဒီအခန်းမှာပဲခြေကွဲခွဲရလူတက်မှုနဲ့တည်ဆုံသွားခဲ့သူပါ။သူမရဲ့ဝိညာဉ်ကအဲ့ဒီအခန်းထဲမှာပိတ်မိနေပြီးအင်္ဂါအစ်စ်တွေကိုနောက်ဆက်လက်ရှိတယ်လို့ကွန်ဒိုဝင်းကျင်မှာပြောဆမှတ်ဖြစ်နေတယ် ကိုမျိုးနိုင်ကတော့အစာပိုင်းမှာအယူသီးတယ်လို့ပဲယူဆခဲ့တယ်။ဒါပေမဲ့နောက်ပိုင်းမှာကြောက်စရာကောင်းတဲ့အဖြစ်ပြက်ကြီးစက်တိုက်ဖြစ်လာတယ်။မန်တဲကအရေးမနှက်ခင်းသွားတိုက်နေချိန်မှာရေချိုးခန်းမန်တဲမှာအနောက်ကနေစိုက်ကြည့်နေတဲ့မျိုးသမီးရိတ်ကိုမြင်လိုက်ရတယ်။လက်ကြည့်လိုက်တော့ဘာမှမရှိဘူး။မှန်ပေါ်မှာတော့နှင်းရီလိုအဆက်ပြက်တွေနဲ့ရေးချစ်ထားတဲ့မသွားပါနဲ့ကဆိုတဲ့စားသားလေးတစ်ခုပဲတွေ့ရတယ်။ ပလဲနာကတ်ကတင်ဘေးကစပွဲပုံမှာရှေ့ကျတဲ့ပုံစံရှိတဲ့ပလဲနာကတ်တစ်ဖက်ကိုတွေ့တယ်။ဒါဟာမမပုတ်လဲရဲ့နာကတ်ဖြစ်တယ်လို့တငယ်ချင်းကပြောဘူးတယ်။ဧကန်းမှထိုင်တန်းညတနာကြီးတိတိတိုင်းမှာဧကန်းကတက်ရည်ဆိုဖာပေါ်မှာလူတယောက်ထိုင်ချလိုက်တယ်လို့မျိုးဖြစ်ဆိုတဲ့အတန်ကိုကြားရတဲ့တိတ်ဆိတ်မှုဟာထိုအတန်နောက်မှာပို့ပြီးတော့ကြောက်စရာကောင်းလာတယ်။တညမှာတော့ကိုမျိုးနိုင်အိပ်ပျော်နေတော့သူ့နာထဲမှာငိုတန်တဲ့တဲ့တစ်ခုကိုကြားလိုက်ရတယ်သူ့ဘူမယုံနဲ့သူကငါ့ကိုတတ်ခဲ့တာ နောက်တနေ့မနက်မှာကိုမျိုးနိုင်ဟာဒီကွန်ဒိုရဲ့လူဝတ်ချက်ကိုပေါ်ထုတ်ဖို့ဆုံးဖြတ်လိုက်တယ်မမပုတ်လေးရဲ့ဇလန်းကိုစုံစမ်းတော့သူမဟာပြီးခဲ့တဲ့နှစ်ကကွန်ဒိုပိုင်ရှင်ရဲ့တာမတ်နဲ့ဖောက်ပြန်ခဲ့ပြီးနောက်တက်ဖြတ်ခံရတာလို့သိရတယ်ရဲကတော့ကိုကိုကိုတက်တည်မှုဆိုးဆိုင်တဲ့ဖြစ်ပိတ်ပစ်ခဲ့တယ်ကိုမျိုးနိုင်ဟာအခန်းနံပါတ်1404ရဲ့ကြမ်းခင်းကိုစစ်ဆီးတဲ့အခန်းတောင်သားကကျိုးပဲ့နေတဲ့ကြွေပြားတစ်ချက်ကိုဖယ်လိုက်တော့အောက်မှာဖွက်ထားတဲ့မတန်းစာအုပ် အသေးစားတအုပ်ကို တွေးလိုက်ရတယ်။ထိုစာအုပ်ထဲမှာမမကုတ်လေးရဲ့လက်ရင်းနဲ့ရေးထားတဲ့နောက်ဆုံးစာသားတွေပါဝင်တယ်။ကျမဒီနေ့သူ့ကိုညှင်းပယ်ခဲ့တယ်၊သူကယူသွတ်သွားတယ်၊ဒီနာကရေချိုးခန်းထဲမှာရုံရင်ဆန်ခတ်ဖြစ်ပြီးသူကကျမကိုမြစ်တက်ကိုကြိုးစားနေတယ်ကျမသူ့နာမည်ကိုအမြဲတမ်းမှတ်ထားမယ်ကျမဒီခန်းထဲမှာထာဝရနေပြီးသူ့ကိုပြန်လာစေရမယ် စာအုပ်ရဲ့နောက်ဆုံးစာမျက်နှာမှာတော့ကွန်ဒိုပိုင်ရှင်ရဲ့တာမတ်ရဲ့နာမည်ကို တွေးစွန်းထင်းများနဲ့ရေးသားထားတာတွေ့ရတယ်။ကိုမျိုးနိုင်ဟာတရဲ၆တာကိုမကြောက်တော့ဘူးမမပလဲရဲ့ဝိညာဉ်ဟာငြင်းကြမ်းမှုမရပဲသူ့မကိုတတ်ခဲတဲ့လူကိုလက်စားချေဖို့ကြိုးစားနေတယ်ဆိုတာနားလည်လိုက်တယ်။ကိုမျိုးနိုင်ဟာအဲ့ဒီစာအုပ်ကိုယူပြီးကွန်ဒိုပိုင်ရှင်ရဲ့တာမတ်ထံသွားပြဖို့ဆုံးဖြတ်လိုက်တယ်။လူဝက်ချက်တွေဖော်ထုတ်ခံရတဲ့အခါဘာဖြစ်မလဲ။ထုံညမှာပဲ ကိုမျိုးနိုင်ဟာအခန်းထဲကမိကိုပိတ်ပြီးထွက်သွားဖို့ပြင်ဆင်နေတုန်းမှာတကားကိုလက်သေးနဲ့ကုတ်ချစ်တန်တရှက်ရှက်ဆိုတဲ့အတန်ကိုကြားလိုက်ရတယ်ပြီးနောက်အခန်းနံပါတ်1404ရဲ့နံပါတ်ပြားပေါ်မှာမတော်ပါနဲ့ကဆိုတဲ့စာသားဟာတွင်းညီရဲ့လို့အယောင်ကြောင်းသွားတာကိုသိလိုက်ရတာပါမမပူလေဟာသူမရဲ့လက်စားချေမှုပြီးဆုံးတဲ့အထိဒီခန်းထဲကနေဘသူ့ကိုမှထွက်သွားခွင့်ပေးမှာမဟုတ်ဘူး။ရပါတယ်။